မ္မစရိယနယ်ပါဏိပထမပြန်စာမေးပွဲ၌တန်ဃာတော်တိလရှင်နယ်လူပုဂ္ဂိုလ်900ကျော်ဝင်ရောက်ဖြည့်ဆိုးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တကုံစိတ်ကမ်းမြို့နယ်၌ဓမ္မစရိယနယ်ပါဏိပထမပြန်စာမေးပွဲမှာတန်ဃာတော်သီလရှင်နယ်လူပုဂ္ဂိုလ်900ကျော်ဝင်းရောက်ဖြည့်ဆို့ခဲ့တယ်လို့မြို့နယ်တန်းကမဟာနိုင်ရကအဖွဲ့ထံကသိရပါတယ်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန်လေးငလင်ကြီးကြောင့်ခိတရွှေဆိုင်ထားရာထဲ2025ခုနှစ်အစိုးရဓမ္မစရိယာစာမေးပွဲကိုဂျွန်းလ2ရက်ကနေ6ရက်အထိနဲ့ပါဏိပထမပြန်စာမေးပွဲကိုဂျွန်းလ4ရက်ကနေ10ရက်အထိကျင်းပနေတာပါဓမ္မစရိယာနဲ့ပါဏိပထမပြန်စာမေးပွဲကျင်းပထားတဲ့ပတ်သက်လို့အောင်တုခပရိယတ်ထီစာသင်တိုင်းဦးစီးပဌာနာနိုင်ရက်ကဆရာတော်တကုံးစိတ်ကမ်းမြို့နယ်တန်းကမဟာ ရဲကအဖွဲ့ဥက္ကဋ္ဌဗဒ္ဒနာစန္ဒီမဝန်သားကရန်ကုန်မီဒီယာဂရုကိုအခုလိုပြောပြထားပါတယ်။ပုံမှန်တော့မလတယ်။မလတော့ဒီလာဇမ်းပေါ့။ဒီပါပါလေ။ဒီနေ့ကတော့ဘုရားပြောလို့မလ20ရက်နေ့ကတွေ့လိုက်တဲ့ဒီနေ့ကြောင်းဒီပြည်သားတွေကတော့ဒီတိုင်းထားပြီးတော့ကျန်တာတွေကိုခဏရက်ထားပြီးတော့အခုဒီလာနေ့နေ့ကျမှမာသီယာသတ်တယ်ဘယ်လိုများတော့၄ရက်နေ့ကျမှသတ်တယ် ညာလုံးတိုင်းတာအဆိုပါစာမေးပွဲကိုဝင်ရောက်ဖြေဆိုသူဦးရီနဲ့ပတ်သက်လို့အောင်တုခပရိယတ်တီစာတင်တိုင်းဦးစီးပဌာနာနာယကဆရာတော်တကုံးစိတ်ကမ်းမြို့နယ်တန်ကမဟာနာယကအဖွဲ့ဥက္ကဋ္ဌပဌာနာစန္ဒီမဝန်သားကအခုလိုဆက်လက်မိန့်ကြားပါသည်ဒီတန်းကအလုံးပါပင်သွင်းကဉာဏ်သာမဏိအလုံးစုပေါင်း မြန်မာမနေရောဒီလရှင်ရောပေါ့။အော်134နောက်ကကြတော့ယဟန်134တာမဏေ302ဒီလရှင်68ဒုပုဂ္ဂိုလ်45အလုံးပေါင်းအတန်းအလုံးဓမ္မကြီးဗရမလက်ဗရမငယ်ဖြည့်စုံလာတဲ့ဥပောင်းပြောလို့920နေကိုဖြစ်ပါတယ်။အလုံးပေါင်းတော့ရှင်းနေပေါ့။အဖြစ်သူကြတဲ့ပုဂ္ဂိုလ်ကက်ကွက်နေလို့ရှိပါတယ်။ င်တာတော့သိရှိကြတယ်။အလုံးပေါင်းပြင်းတွင်ပြစ်စု920နဲ့ခု920ပြည်အလုံးပေါင်းရှိပါလေ။တော့မရှိပါဘူး။ဒါတို့ဒီမှာတော့အလုံးနည်းနည်းတန်ခါနာခါဆိုတော့ဒီရှိချေးရေးဒီမှာတတိယရှိချေးရေးအဲ့ဒီအခြေအနေတွေအားလုံးပြောင်းလာတာတွေဒီလိုပေါင်းပေါင်းနဲ့ဒီလိုလုံးလုံးညီညွတ်တဲ့သာသနာအတွက် ဲနေရဘက်ကနေပြီးတော့လုံးလုံးပါပဲ။အစိုးပါဖြည့်ဆိုသူစုစုပေါင်းဦးရေ900ကျော်ထဲမှာတိလရှင်နဲ့တိုင်းရင်သားကောလိပ်ရှိအဘိဓမ္မာဆရာကြီးစုထူးဖန်ဆရာဟန်တင်ကြားပေးထားတဲ့လူပုဂ္ဂိုလ်လဲပါဝင်တယ်လို့သိရပါတယ်။ အစိုးရဓမ္မစရိယာနဲ့ဘာနီပထမပြန်စာမေးပွဲကိုတနိုင်ငံလုံးအတိုင်းသားနဲ့တနှစ်ကိုတစ်ချိန်ကျင်းပလီရှိပြီးဒီကနေ့မှစာမေးပွဲအလုံးပြေဆိုထားတွေပြီးဆုံးပြီလို့သိရပါတယ်ရှင်။